UWSA လို့ခေါ်တဲ့ဝပီသွေးစီးညီညွတ်ရေးတပ်မတော်ဟာငင်းချမ်းလိုလျင်စစ်ကိုပြင်မာဆိုတဲ့သဘောထားအယူဆပေါ်ထိုင်ပြီးသူ့ရဲ့အင်အားကိုတိဆောက်ထားတယ်လို့ခံစားမိပါတယ်။ UWSA အနေနဲ့လက်ရှိမြမအရေးကို ဟော့ဝါအခြေအနေလို့တွက်ဟန်တူပါတယ်။ရခင်လိုတိုက်မဲ့ဟန်ပြင်နေတဲ့စစ်တပြင်းပြင်းဟန်ရေးပြနေချိန်မဟုတ်ဘူး။တကယ်ဆောက်ဖြစ်ရင် တကယ်ចောင်းတကဖြစ်နိုင်တာမို့ မဖြစ်နိုင်ဘူးဟုယူဆ၍မရဆိုတဲ့အတွေ့ခေါင်းထဲမှာအမြဲရှိနေပါလိမ့်မယ်။ငါအလက်ဆိုတာလဲအချိန်မရွေးဖြစ်သွားနိုင်တာမို့တက်လန့်ထားတဲ့အချိန်ဒီမှာအစဉ်တစိုက်ရှိစေဖို့ရည်ရွယ်ဟန်တူပါတယ်။ငိမ့်ချမ်းရေးအတွက်တိုက်ပွဲရှိရမယ်ဆိုတဲ့အယူဆဖြင့်ငိမ့်ချမ်းလိုလျင်စစ်ကိုပြင်ထားရမယ်ဆိုတဲ့အသည့်ကလည်း UWSA ခေါင်းဆောင်တွေရဲ့စိတ်ထဲမှာ အမြဲကိန်းဝတ်နေဟန်တူပါတယ်။ဒါကြောင့် တန်လျင်မြင့်အရှိချမ်းတစ်ခုလုံးပေါ်စစ်ကြုံ ဝင်မလာနိုင်စေဖို့အတွက်လက်နက်အင်အားအသင့်ပြင်ထားဖို့လိုတယ်လို့အစဉ်တစိုက်ယူဆလာတာတွေ့ရပါတယ်။အခုလည်းပဲစစ်ရေးတက်လှမ်းချိန်ကာလကိုခက်ကြကြနှိုးစော်ထားရမယ်ဆိုတာ UWSA ဘက်မှတွေ့နေရပါတယ်။အလစ်အငိုက်တွေဆိုတာမြမနိုင်ငံရေးနဲ့မြမစစ်ရေးမှာအမြဲဖြစ်တတ်ပြတ်တတ်လို့လေယုံအားကိုထားသူတွေဟာဘတော်မှ စိတ်ဒုံဒုံချထားမှာမဟုတ်ပါဘူးအမျက်စည်ရည်တတိရှိနေပါတယ်လက်နဲ့ရှိထားသူတွေဟာအချင်းချင်း power based relation ကိုတည်ဆောက်ထားကြပါတယ် power အခြေပြုဆက်ဆံရေးကို နားလည်နိုင်ပါတယ်နိုင်ငံရေးစကားဝိုင်းမှာ တွေ့ဆုံတာဆွေးနွေးတာစေ့ဆက်တာတီးခေါက်ကြည့်တာ နားဆင်တာတွေလုပ်ဖို့စပွဲဝိုင်းဆက်ဆံရေးလှုပ်ထားကြပြီမဲ့ဒါဟာပါဝါအခြေပြုဆက်ဆံရေးလို့သာပြောနိုင်ပါတယ် ီနေရာမှာပါဝါဆိုတာလက်နက်ပါဝါကိုညွန်းတယ်လို့မှတ်ပါလက်နက်ပါဝါမရှိဘဲနဲ့စပွဲဝိုင်းနိုင်ငံရေးမှာနိုင်ငံရေးတန်းတူညီတူအဆင့်တန်းကိုမရနိုင်ဘူးလို့ UWSA ခေါင်းဆောင်တွေက အမြဲတွက်ဆထန်းဟန်တူပါတယ်။ဒါကြောင့်ဝတွေဟာဗမာစစ်တပ်နဲ့စကားပြောတဲ့အခါနိုင်ငံရေးတန်းတူညီတူဖြစ်ဖို့အမြဲတမ်းစစ်အင်အားကို ပြင်ထားကြပါတယ်ခမညာ။